မင်္ဂလာပါရှင်။ဇွန်လ29ရက်တောက်ကြနေ့ရဲ့ဒုတိယကြပြည်တွင်သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဦးစားတင်ဆက်ပေးမှာကတော့လက်နက်ခရဲများနဲ့အတူအလင်းဝင်လာတဲ့ PDF အမိကန်အဖွဲ့ဝင်၁၉ဦးကိုစုကြည်နဲ့ထောက်ပံ့ပစ္စည်းများပေးရတဲ့သတင်းဖြစ်ပါတယ်။ဒေသအသီးသီးမှ PDF တင်နန်းစင်၁၉ဦးတို့ဟာလက်နက်ခရဲများနဲ့အတူဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်ခဲ့ကြတဲ့အတွက်၎င်းတို့အားမိဘအုပ်ထိန်သူများထံလွှဲပြောင်းအနှံ့ခြင်းကိုဇွန်လ25ရက်နေ့နောက်ပိုင်းက အလေပိုင်းတိုင်းစစ်ဌာနချုပ်နေမြေကန်တင်းတင်းကျောင်းမှာပြုလုပ်ကြောင်းသိရပါဗျ။အခမ်းအနားတွင်ဥပဒေပေါင်းအတွင်ဝင်ရောက်လာတဲ့ PDF အမိကန်အဖွဲ့ဝင်တက်ဦးယူဆောင်လာတဲ့ MA2 အမျိုးအစားတနက်တလက်၎င်းကြီး90တောင်းနဲ့ကြီးနှစ်ခုတို့ကိုအနှံ့ရတာဝန်ရှိသူတို့ကလက်ခံရယူပြီးတနက်တလက်အတွက်စုကြီးငွေကျပ်350အပြင်ဥရီပေါင်အတွင်ပြည်လဲဝင်ရောက်လာသူများအတွက်ထောက်ပံ့ငွေများနဲ့ထောက်ပံ့ပစ္စည်းများပေးရပါတယ်။အခုလိုအလင်းဝင်လာသူများမှာ မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်မှာအမျိုးသားတအူချမ်းဤသာဆန်မြို့နယ်မှာအမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတအူစင်ကူးမြို့နယ်မှာအမျိုးသားခုနှစ်ဦးနဲ့အမျိုးသမီးတအူဝက်လက်မြို့နယ်မှာအမျိုးသမီးတအူအမရပူရမြို့နယ်မှာအမျိုးသားနှစ်ဦးအောင်မြေသားဆန်မြို့နယ်မှာအမျိုးသမီးတအူမိုးကုတ်မြို့နယ်မှာအမျိုးသားတအူမတရားမြို့နယ်မှာအမျိုးသားနှစ်ဦးလို့ဖြစ်ကြောင်းသိရပါတယ်ရှင်။ ဆက်လက်တဲ့ဆက်ပြီးမှာကတော့စကိုင်းမြူနယ်မှာအကြမ်းဖက်သမားရှစ်ဦးကိုလက်နက်ခဲရန်အချို့နဲ့အတူအရှင်ဖမ်းမိတဲ့တဲ့င်းဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးစကိုင်းမြူနယ်တဲကြီးကျေးရွာရဲ့တင်ញံကုန်အနီးဂိုင်းတို့အတွင်းကနေပကဖအမိခံအကြမ်းဖက်သမားရှစ်ဦးကိုဇွန်လ23ရက်မနက်ပိုင်းကလက်နက်ခဲရန်အချို့နဲ့အတူအရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိသူတွေကစကိုင်းမြို့နယ်တေးကြီးကျွာမှာနေထိုင်သူတွေဖြစ်တဲ့မြို့ချစ်သူ19နဲ့ဖြူထက်စော26နဲ့ သဲမမောင်ထွန်း21နှစ်ရဲလင်းဦး26နှစ်ဖြိုးဝီစော်16နှစ်ရဲကုကု28နှစ်နဲ့စာလင်းကြီးမျိုးနဲ့ပေါ့မကြီးရွာမှာနေထိုင်နေရဲထက်ခေါ်ငရဲ30နှစ်နဲ့မန္တလေးတိုင်းဒေသကြီးချမ်းရည်သာဆန်းမြို့နယ်မှာနေထိုင်နေပြည့်ဖြူအောင်ခေါ်ကတုံး26နှစ်တို့ဖြစ်ကြရလို့ဆိုပါတယ်၎င်းတို့ကိုစစ်ဆေးတဲ့အခါမှာသူတို့ဟာတဲကြီးကြီးရွာပကဖအမိကန်အစံဖက်အဖွဲ့ဝင်တွေဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့ကြပါတယ် တင်ញန်းကုန်းတချို့ဆက်အနီးတဲထဲမှာမြုံနှံထားတဲ့လက်လုတ်87မမပြောင်းတူတစ်ခု short တိုက်တန်ကိုတဲ့ဘုံဒီကိုလုံးတိုင်မိုင်းတလုံးပြုလို့စဲတတ်တူရှိထွက်မိုင်းခုံနှစ်ခုပြုလို့စဲကွန်ကျူပိုက်မိုင်းကူတဲ့အကြီးသုံးခုနဲ့ဆက်ဆက်ပစ္စည်းတွေကိုပါဖောက်ထုတ်ရရှိခဲ့တယ်လို့သိရပါဗျာ ဒါ့အပြင်လက်နက်နဲ့မိုင်းထုတ်လို့ရေစကန်ဖြစ်အသုံးပြုထားတဲ့တဲကြီးအမကအကြောင်းတွေကနေလက်လုတ်ဆွဲမိုင်းကြီးတစ်လုံးလက်လုတ်60မမတန်ပုံဒီတစ်လုံးတန်ကိုယ်တွေ80မမပုံဒီ၅လုံးလက်လုတ်ပစ္စတိုး၅လက်လက်လုတ်ပစ္စတိုးကြီး၂ခုတက်ထုနဲ့ပြုလုပ်ထားတဲ့ပစ္စတိုးတနက်ကိုယ်တွေ6ခုနဲ့ဆက်ဆက်ပစ္စည်းများစွာကိုပါထပ်မံတင်စီရရှိခဲ့တယ်လို့သိရပါပါရှင်။ထပ်မံတင်ဆက်ပေးမှာကတော့သားဖြစ်သူနဲ့ဖခင်ဖြစ်သူတို့စကားများရာကနေ ားကဖအီကိုဓားနဲ့ထိုးလို့ဖခင်ဖြစ်သူတည်ဆုံမှုပကူးမြွတ်ကျွန်းတရားရွာမှာဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။တအိန်နဲ့နေတဲ့သားဖြစ်သူနဲ့ဖခင်တို့စကားများရာကနေသားကဖခင်ကိုဓားနဲ့ထိုးလို့ဖခင်ဖြစ်သူတည်ဆုံခဲ့တဲ့ဖြစ်စဉ်တစ်ခုဇွန်လ25ရက်ည7:00နာရီကျော်အချိန်ခန့်ကပကူးမြွတ်ကျွန်းတရားရွက်ကမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာတည်ဆုံသူဥညာလင်းအသက်44နှစ်က သားဖြစ်သူချစ်ဦးမောင်ကိုနေအိမ်အတွင်းရှိပကံစင်ကိုဝင်တိုက်တဲ့ကိစ္စနဲ့စုပူခဲ့ရာနှစ်ဦးစကားများရန်ဖြစ်ကြခြင်းသားဖြစ်သူကအယိုးသွားဆဲလက်မကန်ရှိတဲ့ကော်ယူတက်စတီးတာနဲ့ထိုးခဲ့တာကြောင့်ဥညံနေရဲ့ရာဘက်လက်မောင်းရင်ဂျိုင်းထက်မှာပြက်ရှာတဲ့ရန်ရရှိခဲ့လို့သိရပါတယ်။အဆိုပါဒဏ်ရာနဲ့ဥညံနေကနေအိမ်မိဖို့ကြောင့်မှလဲကြနေတာကိုချွေးမဖြစ်သူချစ်ဦးမောင်ရဲ့ဇနီးဖြစ်သူကတွေ့ရှိပြီးပတ်ဝန်းကျင်ကိုအကူအညီတောင်းကဈေးရုံသူပို့ဆောင်ပေးခဲ့ကြောင်းနဲ့ဈေးရုံကိုရောက်ရှိခြင်းတွင်တော့ရရှိထားတဲ့ဒဏ်ရာမှသူ ထွက်လုံကတည်ဆုံးခဲ့ကြောင်းရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။တရခန့်ချူးမောင်အားဖမ်းဆီးရမည်ရည်ဆောင်းလျက်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ခလေးအယခင်အောင်မှာခွေနေတဲ့မွေပွေးကြိုက်ခံရလို့မိခင်ဖြစ်သူတည်ဆုံးတဲ့တဲ့ရင်ဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့ပေါ်နင်းကျေးရွာအုပ်စုစုပန်းကျေးရွာမှာဇွန်လ24ရက်ညနေ3နာရီခန့်ကခလေးအယခင်အောင်မှာခွေနေတဲ့မွေပွေးတစ်ကောင်ကမိခင်ဖြစ်သူကိုပေါက်မိရမှာမိခင်ဖြစ်သူတည်ဆုံးသွားခဲ့တယ်လို့ နာယီကူညီမှုအတင်းအောင်မန်းစီကနေသိရပါဗျ။စူပန်ချေးရွာကမိခင်တအူးဟာ သုံးလအရွယ်ကလေးငယ်ကိုဂျင်းဆိုင်ခင်းစီခေါ်ယူသွားပြီးဆိုင်ခင်းအနည်းမြတ်ခင်းမှာဆောင်ခင်းကချထားပြီးပေါင်းမြက်တွေရှင်နေနေချိန်ကလေးငယ်စီကငိုတန်းကြားရတာကြောင့်သွားရောက်ချီချိန်မှာအခင်းအောင်မှာခွေနေတဲ့မွေဝေးတစ်ကောင်ကမိခင်ဖြစ်သူရဲ့ညာဘက်ခြေထောက်ကိုပေါက်ခဲတာဖြစ်တယ်လို့သိရပါတယ်။ဒေတာခံတွေကမွေကိုက်ခံရတဲ့မိခင်ဖြစ်သူကိုအောင်မန်းတိုက်နယ်စည်ရင်ကိုပူဆောင်ခဲ့ပေမဲ့အချိန်မမီပဲတည်ဆုံးသွားကြတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ဟဲဟိုးတွင်လူသက်ပြီးကားလူမှုဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။ ကားဖြစ်စီဆိုင်ဖွံ့ဖွဲမှလန်ခရူဇာကားဖြင့်ပြန်လာသူတဦးကိုလမ်းတွင် တားဆီးကာလူကိုတနက်ဖြန်ပြစ်ခတ်ပြီးကားကိုယူဆောင်သွားကြောင်းဒေသခံများထံမှသိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းတောင်လီလုံးဘက်မှဟဲဟုဘက်သို့အသွားယထာတန်လန်းကျော်ကြောက်ခွဲဆက်အနီတွင်ဇွန်လ24ရက်မွန်းလ2နာရီခန့်ကလန်ခရူဇာမော်တော်ကားကိုတားပြီးရင်ပိုင်ရှင်ကိုတနက်ဖြန်ပြစ်ခတ်ကာကားအောက်သို့ဆွဲချပြီးမော်တော်ကားကိုမောင်းယူထွက်ပြေးသွားခြင်းဖြစ်တယ်လို့ဒေသခံတဦးကပြောပါဗျ။ တည်ဆုံးသူမှာရှမ်းပြည်တောင်ပိုင်းအေးတာယာမြို့အကွက်ကြီးကမြို့တည်ရက်ွက်နေသူလျှက်မင်းတန်အသက်23နှစ်ဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။